အားလုံးပဲမင်္ဂလာပါရှင် CJ Platform ရဲ့မူလဝတ္ထားအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့အော်တိုဘာလ16ရက်နေ့ကြာတာပြင်းနေ့အတွက်နောက်ဆုံးရမူလဝတ္ထားခံမှန်ချက်တွေကိုတင်ဆက်ပေးပါရမယ်မုတ်တုံတွေကတော့တဖြည်းဖြည်းနှုတ်ဆက်ထွက်ခွာနေပြီဖြစ်ပေမဲ့ပင်လယ်ပြင်ကလေပွေလိုင်းတွေရဲ့အရှင်ကြောင့်အခါလွန်မိုးတွေဆက်လက်ရွာသွန်းလိုက်တဲ့အခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်လက်ရှိမှာဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းမှာလေပွေလိုင်းတစ်ခုဆက်လက်တည်ရှိနေပြီးလာမယ့်အောက်တိုဘာလ22ရက်နေ့နဲ့23ရက်ကြားမှာ လေပြာနယ်ရဲဝန်ဒါမှမဟုတ်မှုန်လိုက်ငယ်အဖြစ်အာကောက်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါ့အပြင်အရှိဖလပိုင်ပင်လယ်ပြင်ကလေဝေလိုက်ကလည်းမနက်ဖြန်မှာအပူပိုင်းမှုန်လိုက်ဖြစ်ပြောင်းလဲပြီးတောက်တဲုပ်ပင်လယ်ထဲကိုဝင်ရောက်လာနိုင်ခြင်းရှိနေပါတယ်။ဒီပင်လယ်ပြင်အခြေအနေတွေကြောင့်ပဲမုတ်တုံဆုတ်ခွာခြင်းဖြစ်ပေမဲ့မိုးကတော့ဆက်လက်ရွာသွန်းလိုက်သေးတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတုံ့တက်ထားပါတယ်။ ။ဒါမဲ့9ရက်တွင်မှာတော့ကရင်မွန်၊ကရင်နီ၊ရှမ်းပြည်နယ်တနင်္သာရီတိုင်းတို့မှာမွေးကြိတ်သုံးလမလောက်ထိရွာနိုင်ပြီးပဲခူး၊ရန်ကုန်၊အေရဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာတော့မွေးကြိတ်၄လမထက်မှရွာနိုင်တယ်လို့ဆိုပါတယ်။ဒီနေ့ညနေအထိအသေးစိတ်ခမှန်ချက်တွေမှာတော့နေပြည်တော်ပဲခူး၊မကွေး၊စကိုင်းတိုင်းအောက်ပိုင်း၊အေရဝတီတနင်္သာရီတိုင်း၊ကရင်နဲ့မွန်တို့မှာနေရာဆက်ဆက်မူရနိုင်ပါတယ်။ ကရင်နီ၊ချင်း၊ရခိုင်နဲ့ရင်ကုန်တိုင်းတို့မှာတော့နေရာကျကျမိုးရနိုင်ပြီးစကိုင်းတိုင်းထက်ပိုင်းနဲ့ကချင်ပြည်တို့မှာတော့နေရာကွက်ကြားမိုးရနိုင်ပါသေးရှင်။ဒေသအလိုက်အနေနဲ့ကတော့မန္တလေး၊စကိုင်းပြည်ဦးလွင်၊ကြောက်စဲ၊မိထီလာ၊ကလော၊အောက်ပန်းစားတဲ့ဒေသတွေမှာမိုးနှင်းငယ်ကနေမိုးတင်တင်ရွာနိုင်ပါသေး။အထူးသဖြင့်ရခိုင်ယူမတောက်တဲ့ကြိုးနဲ့မင်းပြအန်ကြောက်တော်မျိုးတွေမှာတော့နေရာဆက်ဆက်မူရနိုင်ပြီးနေရာကွက်ပြေမူများနိုင်တာကြောင့်အထူးသတိပြုထားဖို့လိုပါမယ် ဒီနေ့မှာတော့သခိုင်းတိုင်းထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်မြောက်ပိုင်းတို့မှာမိုးတိတ်တောက်တွေဖြစ်ထွန်းနေပါတယ်။အဲ့ဒီမိုးတိတ်တောက်တွေရွေ့လျားရနေတာတခြားမှာမိုးရွာတာနဲ့အတူလေပြင်းတိုက်တာနဲ့မိုးကြိုးပြစ်တာတွေဖြစ်နိုင်လို့သတိပြုကြဖို့အကြံပြုရပါတယ်ရှင်။ပင်လယ်ပြင်ခရီးသွားရင်လည်းရေလောက်သာဦးကြီးတွေတော့ကတော့မြမပင်လယ်ပြင်မှာလှိုင်းနှင်းငယ်ကနေတင်းတင်းသာရှိနိုင်ပြီးလှိုင်းမြင့်ဟာ၄ဘေကနေ၆ဘေလောက်ပဲရှိနိုင်ကြောင်းအသိပေးလိုပါတယ်ရှင်။ မူလဝတ္တအခြေအနေတွေဟာအချိန်နဲ့မျှပြောင်းလဲနိုင်တဲ့အကြောင်းကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝတ္တခံမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တရရခံလိုပါရဲ့ရှင်။ကြည့်ရှုနားဆင်ပေးခဲ့ကြသူအားလုံးတဘာဝပြီးစစ်ပွေတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းမြတ်တာပို့သလိုက်ပါရဲ့ရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလဝတ္တရဲ့ရာသီဥတုဖြစ်စဉ်တွေကိုလည်းကိုမမဝင်ရောက်မျှဝေပေးခဲ့ကြပါဦးလို့ဖိတ်ခေါ်လိုပါရဲ့ရှင်။